မင်္ဂလာပါခင်ဗျရခုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်တကသူတို့လိုအပ်နေတဲ့နိုင်ငံခြားငွေမရလို့ဆိုပြီးပြည်ပကနေပွန်ဒီနဲ့ငွေလွှဲနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့အေဂျင်စီတွေကိုအရေးယူဖို့ညွှန်ကြားထားပြန်နေဆိုပါလေအချက်ဖတ်စစ်တက ထိုင်းမှာနေဆက်မြောက်ရီမြို့နယ်မှာရှိတဲ့တောင်ရင်မြစ်ကန်တရှောက်ကသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ KNL PC gate တွေကိုသူတို့ဖျက်ဆီးနေပါတယ်ဆိုတဲ့ပုံစံတွေလုတ်ပြနေတာတွေကိုသတင်းထုတ်ပြန်ထားပေမယ့်လက်တွေ့မှာတော့အဲ့ဒီ gate တွေဟာဆက်လက်လက်ပတ်နေစေဖြစ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပရမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကျန့်ဖတ်စစ်တပ်ကသူတို့လိုအပ်နေတဲ့နိုင်ငံသားငွေမရလို့ဆိုပြီးပြည်ပကနေ ဟွန်ဒီနဲ့ငွေလွှဲနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ agency တွေကိုအရေးယူဖို့ညွှန်ကြားထားပြန်တယ်လို့ပြည်ပအလုတ်ကိုင် agency အတိုင်းဝိုင်းကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီထဲမှာပြည်ပရောက်မြန်မာအလုတ်သမားတွေကိုလည်း သူတို့ရတဲ့လောက်ခလာစားနိုင်ငံခြားငွေတွေကိုပြည်တွင်းနဲ့ပြန်လွှဲတဲ့အချိန်တရားမဝင်တဲ့ဟွန်တီငွေလွှဲတီနဲ့သာလွှဲနေကြတဲ့အတွက်ဆိုပြီးအဲ့ဒီလိုလွှဲနေတဲ့မြန်မာနိုင်ငံသားတွေကိုပါနိုင်ငံကူးလက်မှတ် တက်တန်းတိုးမပေးဘူးဆိုတာတွေနဲ့ပြပထွက်ခွင့်ပိတ်မယ်ဆိုတာမျိုးတွေအပါအဝင်အရေးယူမှုတွေလုပ်မယ်ဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ထားတယ်ဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးအချမ်းပစစ်တကကော်မတီအဖွဲ့ဝင်73ဦးနဲ့ပြီးခဲ့တဲ့ဩဂုတ်လ23ရက်နေ့ကတည်းကဖွဲ့စည်းပြီးတော့ကိုသူတို့စစ်တကလိုအပ်နေတဲ့နိုင်ငံသားငွေရရှိရေးအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့လောက်ခလာစားနိုင်ငံညောင်းငွေအပါဝင်ပြည်တွင်းကိုနိုင်ငံညောင်းငွေပုံမဝင်ရောက်အောင်ကြီးကြပ်ဆောင်ရွက်ဖို့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းမှာကိုဖော်ပြထားပါတယ်အဲ့ဒီကော်မတီရဲ့အလုပ်ကတော့ပြည်ပမှာရှိတဲ့မြန်မာအလို့သမားတွေအပါဝင်တခြားပြည်ပရောက်မြန်မာနိုင်ငံသားတွေအကုန်လုံးမြန်မာနိုင်ငံကိုလောက်ခလာစားအပါဝင်နိုင်ငံညောင်းငွေပြန်လွှဲတဲ့အခါတရားမွေးငွေလွှဲလမ်းကြောင်းဟွန်ဒီတွေကိုအသုံးမပြုဘဲသူတို့စစ်ထိန်ချုပ်ထားတဲ့တရားဝင်ဗန်လမ်းကြောင်းတွေကနေပဲလွှဲလာအောင်လှုပ်ဆောင်ဖို့ ဲ့ဒီအတွက်ပြည်ပနိုင်ငံတွေကမြန်မာတန်ယုံတွေကိုပါစစ်တပ်နဲ့ပူးပေါင်းဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်အဲ့ဒီလိုပြည်ပရောက်မြန်မာလူထုတွေစီကနေပြည်တွင်းကိုလောက်ခလာစာပြန်လွှဲဖို့ကိစ္စကိုလည်းမြန်မာနိုင်ငံကနေပြည်ပကိုအလုတ်ကိုင်းနဲ့စေလွတ်ပေးလိုက်တဲ့အေဂျင်စီတွေကိုစစ်တပ်ကတခါတည်း PR ပေးထားပြီးအဲ့ဒီအေဂျင်စီတွေကနေတဆင်သူတို့စေလွှတ်လိုက်တဲ့မြမအလုသမားတွေရဲ့လစာအနည်းဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းကစစ်တပ်ထိန်းချုပ်ထားတဲ့ဗန်တွေကနေတဆင်ပြန်လွှဲပေးဖို့တာဝန်ခံပေးရတယ်လို့သိရပါတယ် ဲ့ဒီလိုစစ်တကခိုင်းတဲ့အတိုင်းတာဝန်မခံနိုင်တဲ့ပြပအလုတ်ကင်အေဂျင်စီတွေအနေနဲ့လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရဓာတ်တွေအေးအေးယူခံရဓာတ်တွေရှိနေပြီးအေဂျင်စီတွေဘက်ကလည်းပြပရောက်မြမလို့တမတွေကိုလာစာရဲ့25ရာခိုင်နှုန်းပြည်တွင်းပြန်လွှဲပေးပါဆိုပြီးပြောဖို့လဲတော်တော်ကိုခတ်တဲ့အတွက် license ပိတ်သိမ်းခံရတဲ့ agency တွေတော်တော်များများရှိလာတယ်လို့ရန်ကုန်အခြေစိုက်ပြပအလုတ်ကင် agency လုပ်ငန်းရှင်တို့ကပြောထားပါတယ်။တစ်ဖက်မှာလည်းအကျဉ်းဖက်စစ်တကသူတို့လိုအပ်နေတဲ့နိုင်ငံသားငွေမရလို့ဆိုပြီး ပြည်ပကနေဟွန်ဒီနဲ့ငွေလွှဲနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုနိုင်ငံကူးလက်မှတ်တတန်တိုးမပေးဘူးဆိုတာတွေနဲ့ပြည်ပထွက်ခွင့်ပိတ်မယ်ဆိုတာမျိုးတွေအပါအဝင်အရေးယူမှုတွေလုပ်မယ်ဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ထားတဲ့ညွန်ကြားမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့အချင်းဖက်စစ်တပ်ကထိုင်းမြန်မာနယ်စပ်မြောက်ပိုင်းမြို့နယ်မှာရှိတဲ့တောင်ရင်မြစ်ကန်တလျှောက်ကသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ KNL PC gate တွေကို သူတို့ဖြက်စီးနေပါတယ်ဆိုတဲ့ပုံစံလုတ်ပြနေတာတွေကိုတည်င်းထုတ်ပြန်ထားပါမိ။လက်တွေမှာတော့အဲ့ဒီ gate တွေဟာဆက်လက်လက်ပတ်နေစေဖြစ်တယ်လို့ကရင်စီရဲ့တည်င်းအရှိမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။တစ်ဖက်မှာတော့အချက်ဖက်စတာဟာအဲ့ဒီကင်ပီနယ်မြောက်လူမျိုးတွေမှာရှိတဲ့တောင်ရင်မြကန်တလျှောက်မှာတရားမွေ gate တွေရှိတဲ့အကြောင်းအဲ့ဒီ gate တွေကငွေကြေးတွေကောက်ခံပြီးတရားမွင့်ကုန်ပစ္စည်းတွေကိုတင်သွင်းတိုးလောင်နေတဲ့အကြောင်းအဲ့ဒါကြောင့်သူတို့စစ်တပ်ကအဲ့ဒီ gate တွေနဲ့ဂိုဒေါင်တွေကိုဖျက်ဆီးခဲ့တယ်ဆိုပြီးခက်တီတီနဲ့တရေထုတ်ပြန်ထားပါလေ တကယ်တမ်းကတော့စစ်တပ်ကထုတ်ပြန်ထားတဲ့အဲ့ဒီတောင်ရင်မြေကတလျှောက်က gateway ဆိုတာဟာသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ KNL PC gateway ဖြစ်ပြီးအခုလိုစစ်တပ်ကဝင်ရောက်စစ်ဆေးတာတွေဖျက်ဆီးပြနေတာတွေဟာလေသူတို့အချင်းချင်းလက်ဝါးချင်းရိုက်ပြီးတော့ဟန်ပြတွေလုပ်နေတာဖြစ်တယ်လို့ကရင်စစ်ရေးတရင်အရေးမြင့်ကပြောထားပြီးတစ်ဖက်မှာအဲ့ဒီ gateway ဟာပုံမှန်လက်ပတ်နေစေပဲဖြစ်တယ်လို့ပြောထားပါတယ် အကျက်ဖက်စစ်တက်ကတော့အဲ့ဒီတောင်ရင်မြက်ကမ်းမှာရှိတဲ့ gateway ကုန်းသွယ်ရေး gateway နဲ့ဂူတောင်တွေကိုရှင်းနေတယ်ဆိုပြီးခက်တီတီနဲ့ထုတ်ပြန်ထားတာတွေဟာတကယ်ကဂူတောင်အသေးလောက်ကိုအဖြတ်ပြပြီးသူတို့ရှင်းလင်းနေပါတယ်ဆိုတဲ့ပုံစံတွေလုတ်ပြနေတာဖြစ်တယ်လို့တကယ်တမ်းကတော့အဲ့ဒီနေရာတွေဟာသူတို့စစ်တပ်လက်အောက်က BGN နဲ့ KNL PC ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့အတွက်သူတို့ဘာသာနှစ်ဖက်ညှိပြီးရုပ်ရှင်ရိုက်ပြနေတာတွေဟာဘေးလူအမြင်မှာတော့ဟာတာကြီးကိုဖြစ်နေတယ်လို့ခရင်စင်ရင်တည်ရင်ရှင်မြစ်ကပြောထားပါသေးတယ် ဒါပြင်တရှိအဲ့ဒီဒေတာကသူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ DKBA တပ်တွေဦးစီးနေတဲ့ရွှေကုတ်ကုမြို့တဲ့အပဝင် ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေရှိရာနေရာအသစ်တွေအတွက်လောင်စာဆီတွေအပြင်အင်တာနက်အသုံးပြုလို့ရအောင် mind တဲ့ internet line တွေကိုပါသူတို့စစ်တပ်ကပဲထောက်ပံ့ပေးနေတာဖြစ်တယ်လို့ကရင်စည်ရေးတရင်အရှင်မြစ်ကပြောထားပါတည်တယ်ခင်ဗျ ဖက်မှာတော့ကချင်းပြည်နယ်ဖားကန်မြို့နယ်ကမှော်စည်စာကျေးရွာမိန်လမ်းမှာလမ်းဆောင်မှာအချက်ပတ်စစ်တပ်စစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကတိုက်ခိုက်သိမ်းဆုံးမှုတွေရှိသွားပြန်တဲ့အပြင်သူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုပြည်သူတွေရဲ့ကားတွေချောဆွဲပြီးတည်သွားကြတယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်7:00နာရီကျော်လောက်မှာပဲဖားကန်မြို့နယ်ကမှော်စည်စာကျေးရွာမိန်လမ်းမှာလမ်းဆောင်မှာအချက်ပတ်စစ်တပ်စစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိသွားပြီးရေအတွက်ကိုအဝေးကနေကြည်နေရတဲ့အတွက်အတိအကျမသိရပေမဲ့အဲ့ဒီမှာပေကုန်ကြတဲ့သူတို့စစ်သားမပါအလောင်းနေတဲ့ဒဏ်ရာရတဲ့သူတွေကိုပြည်သူတွေရဲ့ကားတွေချောဆွဲပြီးအသေးအတန်တဲသွားကြတယ်လို့ဒေတာတွင်းသတင်းရှင်တွေကပြောထားပါလေလက်ရှိဖက်ကက်မြို့နယ်မှာတော့အချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတာတွေရှိသလို တော်လိုင်းတပ်တွေဘက်ကလည်းအခုလိုကြပြတ်တက်ခိုက်မှုတွေရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့ကတော့စစ်ရေးအသိနဲ့သတိထားသွားလာကြဖို့ကိုလည်းဒီသားတွင်သတင်းရှင်တွေကပြောထားပါသေးတယ်။အခုရပိုင်းအတွင်းမှာတည်းဖားကန်မြို့နယ်နဲ့လုံခင်းမော်စီစာဘက်တွေမှာပါအချက်ဖက်စစ်တပ်ကအသွားလာတွေတအားလုံနေပြီးတက်နေရအရွှေ့အပြောင်းတွေနဲ့စစ်သားတွေတောက်လျှောက်ချေရှုပ်နေသလိုတော်လိုင်းတပ်တွေကလည်းအခုလိုကြပြတ်တက်ခိုက်တာတွေလုပ်နေတဲ့အတွက်နှစ်ဖက်စစ်ရေးကတော့တင်းမာမှုတွေရှိနေကြတယ်လို့လည်းဒီသားတွင်သတင်းရှင်တွေကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မန္တလေးတိုင်းကမတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေကပြည်သူတွေကိုစီရေးအခြေအနေသတိရှိဖို့မန္တလေး PDF ကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲမတရားမြို့နယ်တွေကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့စေရောကြီးရေလောင်တမန်နဲ့နေမီကန်တပ်ဌာနချုပ်ပဝင်းချင်းတွေကိုအကြပ်ဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာပြီးပြန်လည်သိမ်းပိုက်မှုတွေလည်းလုပ်လာသလိုနှစ်ဖက်တိုက်ပွဲတွေလည်းအပြင်းထန်ဖြစ်ပွားနေရဆိုပါတယ်။ အဲ့ဒီလိုဂျပန်စစ်တပ်ဟာလက်ရှိတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မရယာမြို့နယ်ဒေသနေရာတွေအပအဝင်တစ်ဖက်ကစင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်ဘက်တွေကိုပါအပြင်းအထန်ထိုးစစ်ဆင်လာတဲ့အတွက်မန္တလေး PDF အပအဝင်ဒေသခံတော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်အဓိကကတော့အချက်ဖတ်စစ်တပ်ကသူတို့လုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့မတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာပါလာလုချင်နေတဲ့အတွက်အဲ့ဒီမြို့နယ်တွေကို သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီပြန်လဲရရှိရအတွက်ကြိုးပမ်းနေတာဖြစ်တယ်လို့ဆိုပါလေ။ဒါကြောင့်လက်ရှိမှာလည်းအဲ့ဒီမတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွင်မှာတိုက်ပွဲတွေဇက်တိုက်ကိုပြင်းထန်လာနေတဲ့အတွက်အဲ့ဒီမြို့နယ်တွင်မှာရှိတဲ့ပြည်သူတွေအနေနဲ့တိုက်ပွဲအတွင်းကြုံတွေ့လာနိုင်တဲ့အခြေအနေတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့နဲ့စစ်ရေးအခြေအနေတွေကိုသတိရှိဖို့မန္တလေး PDF ကသတိပေးချက် ထုတ်ပြန်ထားပြီးလက်ရှိမန္တလေး PDF နဲ့တော်လိုင်းရေးတပ်တွေကလည်း ဂျက်ဖစ်စတရဲ့ထိုးစစ်ကိုအပြင်းအထန်ခုခံကာကွယ်နေပါတယ်လို့ပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ညရီမြို့နယ်နဲ့ဆလင်းကြီးမြို့နယ်တွေမှာအချက်ဖစ်စတစစ်ကြောင်းတွေကနေစစ်သား2ဦးနဲ့ရဲတအုပ်ဟာအသေးသေးထွက်ပြေးလာကြပြီးဒေါ်လာရေးတက်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့တဆိုင်ရာဒေါ်လာရေးတက်တွေကရငုံခစ်တစ်ကိုပြောပါတယ်စကိုင်းတိုင်းကဆလင်းကြီးမြို့နယ်မှာဆိုရင်နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဝမေးချီရဒေမတဆွဲထားတဲ့အချမ်းဖက်စစ်တပ်စစ်ကြောင်းတဲကနေရဲတပ်သားတဦးဟာ PDF တပ်ဖွဲ့တွေကိုချိတ်ဆက်လာပြီးအလင်းဝင်ရောက်လာတယ်လို့ဒေတာတွင် PDF တပ်ဖွဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။အလားတူမြဝတီမြို့နယ်မှာလည်းလေကီကိုဘက်ကိုစစ်ကြောင်းထိုးနေတဲ့အချမ်းဖက်စစ်တပ်ရဲ့တပ်မ22စစ်ကြောင်းတဲကနေစစ်သား2ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူဒေါ်လာဟိတ်တပ်တွေဘက်ကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်မှုထွက်ပြေးလာတဲ့စစ်သား2ဦးကိုရွာဂန်နေကတွေ့ရှိပြီးတဲ့နောက် တို့အလဲဝင်ခြင်းလို့ပါလို့ပြောတဲ့အတွက်အဲ့ဒီစစ်သားနှစ်ဦးကိုကော့ဘရာစစ်ကြောင်းစီပို့ပေးခဲ့တာဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းမိတ်ကပြောထားပါလိမ့်။လက်ရှိမှာတော့အဲ့လိုအလဲဝင်ရောက်လာတဲ့စစ်သားတွေနဲ့ရဲတပ်သားတို့ကိုသဆိုင်ရန်တော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပြီးလက်နက်ပါပါလာတဲ့စစ်သားနှစ်ဦးကိုလည်းစုငွေချင်းမြင့်မှုတွေပါဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာပေါင်း22ရွာက ပြည်သူပေါင်းများစွာစစ်ပေးရှောင်နေရပြီးစားတဲ့ရိတ်ခါတွေအရေးပေါ်လိုအပ်နေတယ်လို့ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့အကြက်ဖက်စစ်တပ်ကလက်ရှိဝက်လက်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးမှုတွေလုပ်နေပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းဟာအော်တိုဘာလကွန်ဘိုင်းကနေစပြီးတော့ဝက်လက်မြို့နယ်တဲကကျေးရွာတွေကိုလှည့်လည်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက်အကြပ်ဖက်စစ်တပ်စစ်ကြောင်းတွားရလမ်းတစ်လျှောက်မှာရှိတဲ့တမာကုန်းတတဦးထုံးဘူကြီးကန်ရွာသားကြီးလှတော်စတဲ့ခြေရွာတွေအပောင်ဝင်ခြေရွာပေါင်း22ရွာကပြည်သူပေါင်းများစွာဟာဖုန်ကြီးကျောင်းတွေနဲ့ပေးလို့ရနေရာတွေမှာစစ်ပစ်ရှောင်နေရတယ်ဆိုပါတယ်အဲ့ဒီလိုခြေရွာပေါင်း22ရွာကပြည်သူပေါင်းများစွာစစ်ပစ်ရှောင်နေတဲ့အထက်မွေးကင်းစာကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေပါပါပြီးလောလောဆယ်အဲ့ဒီစစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်မှုတွေလည်းရှိနေတယ်လို့ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မော်ဘီနယ်မော်လမြိုင်မြို့ပေါ်ကဈေးကြိုအဝိုင်းမှာအကြက်ဖက်စစ်တပ်တင်ပေးမော်မနီဆိုသူအပါဝင်စစ်တပ်နဲ့ပေါင်းပြီးမူးယစ်စေဝါရောင်းဝယ်သူ၃ဦးပြစ်ခတ်ခံရပြီးတော့ထေကုန်ကြပြီလို့ဒေသခံပြည်သူတွေနဲ့တော်လိုင်းရေးတရင်ရှင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကည10နာရီခွဲလောက်မှာပဲ မော်လမြိုင်မြို့ပေါ်ကဈေးကျုပ်အဝိုင်းမှာရှိတဲ့မြင်းလူလက်ဆိုင်မှာအချက်ဖတ်စစ်တဲ့တင်ပေးမော်မနီအပါဝင်စစ်တပ်နဲ့ပေါင်းပြီးမြို့ရဲ့စေဝါရောင်းဝယ်ဖြန့်ပြုနေသူ၃ဦးတို့ကိုတနန်သမားတွေကဝင်ရောက်ပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုပစ်ခတ်မှုအတွင်းမှာပဲ၃ဦးစလုံးသိမ်ကုန်ကြပြီးတော့အဲ့ဒီ၃ဦးစလုံးဟာစစ်တပ်နဲ့ငွေ အပေးယူလို့ပူးပေါင်းပြီးမြို့ရဲ့စေဝါ WY တွေပါဖြန့်ပြုနေတဲ့သူတွေဖြစ်တယ်လို့လေဒေသခံပြည်သူတွေနဲ့တော်လန်ရေးတရင်အချင်းကပြောထားပါလေ လက်ရှိမှာတော့အဲ့ဒီလိုတိုက်ခိုက်မှုကို MSRF နဲ့ရမညမွန်တက်တော်တို့ကပြုလုပ်ခဲ့တယ်လို့ဒေတာတွင်းစီးရီးသတင်းအရင်းမြစ်ကပြောထားပေမဲ့ရောင်ခေတ်တကနေဆက်လက်အတည်ပြုဖို့ကြိုးစားနေပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ